ဗမောင်မျိုးနဲ့ရန်ရည်မျိုးသားတက်မတော်တမဟာ6တဲလေးတောက်ခွဲကတိုက်ပွဲများကြောင့်တောတောင်များအတွင်ထွက်ပြေးပုန်းချောင်နေကြရတဲ့တခွတ်တောင်ခုနန်ကျေးရွာတို့ဘက်မှကဒူးတိုက်ပွဲဆောင်ပြည်သူ200ကျော်ကုန်အဆန်နေထိမ့်ချုံနေမြေမှာယာယီတိုက်ပွဲဆောင်စခန်းများတို့ခေါ်ဆောင်ကကျမကြီးဆောင်ရှောက်မှုများအပြင် အချောင်းလူအပ်တီများကိုထောက်ပံ့ပေးထားတယ်လို့သိရပါတယ်။ ကဒူးပီဒီအက်တို့က၎င်းတို့ရဲ့မိသားစုဝင်များမဟုတ်၍ပြစ်ထားကြတဲ့ကဒူးပီတူများထဲမှလက်မတော်နိုင်တဲ့တက်ကြီးရွယ်အိုများအပါအဝင်ကိုဝင်ဆောင်မိခင်များနဲ့နုစုကလေးငယ်များပင်ပါဝင်နေသောကြောင့်ကျမရေးဆောင်ရှောက်မှုများအပြင်အချားလူအပ်သည့်များကိုလည်းအရေးပေါ်ဆောင်ရွက်ပေးခဲ့ရတယ်လို့ရှမ်းနီအမျိုးသားတပ်မတော် SNL တပ်မဟာ6တက်လေးမှတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။ အခုရောက်လာကြတဲ့ဂဒူးစစ်ဆောင်ပြည်သူတွေမှာလက်မတော်နိုင်တဲ့တက်ကြီးရွယ်အိုတွေကိုဝင်ဆောင်မိခင်တွေရဲ့ပြင်နုစုခလေးငယ်တွေပါပါတယ်တက်ကြီးရွယ်အိုတွေကိုအာဆေးတွင်တာတွေတုတ်ကွေးမိနေတဲ့သူတွေကိုစေးထိုးပေးတာတွေကာကွယ်ဆေးမထိုးရသေးတဲ့ခလေးတွေကိုကာကွယ်ဆေးပြန်ထိုးပေးတာတွေကိုဝင်ဆောင်မိခင်တွေကိုလိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုပေးတာတွေတက်ကြီးပိုင်းတွေကိုအာဆေးထိုးပေးတာတွေကိုအရေးပေါ်လှုံ့ဆော်ခဲ့ရတယ်တခြားလူအပ်တာတွေကိုလည်းထောက်ပံ့ပေးရင်းအားပေးစကားတွေလည်းပြောရတယ်တချို့ဆိုတော်တော်စိတ်သက်သာနေတာလို့သူကပြောကြားခဲ့ပါတယ် ယခုတခါတိုက်ပွဲဆောင်စခန်းတို့ရောက်ရှိလာကြတယ်။တခွတောင်ခုနန်းကျေးရွာတို့မှကဒူးတိုက်ပွဲဆောင်ပြည်သူများမှအသက်15နှစ်အောက်ကလေး82ဦး၊နှုစုအရွယ်ကလေး10ဦး၊ကိုဝင်ဆောင်မိခင်3ဦး၊ရဟန်းတန်ကား9ဦး၊အသက်50နှစ်အောက်62ဦး၊အသက်50နှစ်အထက်58ဦးနဲ့လက်မတော်နိုင်တဲ့တက်ကြီးအဖိုးအဖွား20ဦး၊စုစုပေါင်း128ဦးတို့ပါဝင်တယ်လို့သိရပါတယ်။ ဒါအပြင်ယာယီတိုက်ပွဲဆောင်စခန်းတို့ရောက်ရှိလာကြတဲ့တိုက်ပွဲဆောင်ပြည်သူများကိုစီမံအုပ်ချုပ်ရန်အတွက်တရွာလင်းဩဇာညောင်းနဲ့ယမီယဖ10ဦးနှုန်းနဲ့နေရွာပေါင်းယမီယဖ20ဦးလိုဖြင့်ကော်မတီတရဲ့ဖွဲ့စည်းပေးထားကထိမ့်ထိမ့်လှုပ်ဆောင်နေတယ်လို့အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောပါရယ် ိုက်ပွဲဆောင်ရောက်ရှိလာကြတဲ့နေရွာပေါင်းစစ်ဆောင်များတွင်လက်တလောလိုအပ်နေတဲ့ဇန်၊စီ၊စာ၊ငပီ၊ဟင်းချူစာဒီတို့ကိုဗမောက်မျိုးစစ်ဆောင်ကော်မတီနဲ့စီလုံငန်းရှင်များအတင်းတို့ကတာဝန်ယူထောက်ပံ့မှုများပေးခဲ့ပြီးဟင်းဒီဟင်းရွယ်နဲ့ခြံထွက်တီးနှံများကိုရက်ကြီးအုပ်ချုပ်ရေးမှုအဖွဲ့တို့ကတာဝန်ယူထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ ကဒူတိုင်ရင်နာများကို KIA တို့ကကချင်နဲ့ကဒူညီကိုတော်တည်ဟုဆိုကောင်မြောက်ပြည့်ရတင်းတန်းများပေးပြီးကဒူအာမီဟုဖွဲ့စည်းပေးထားတကယ်တော့ NUG တို့မှလည်းကဒူတိုင်ရင်နာများအောင်မိုင်းတုံကဒူဟုဆိုကောင်ဌာနီတိုင်ရင်နာအချင်းချင်းဖြစ်တဲ့ရန်နီတိုင်ရင်နာတို့နဲ့စိတ်ဝမ်းကွဲစေရန်ရည်ရွယ်ဆောင်ရွက်နေတယ်လို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ကဒူနဲ့ရန်နီတို့ဟာရှေးရစုနှစ်ပေါင်းများစွာကလေးကအတူတကွနေထိုင်ခဲ့ကြတဲ့ညီကိုများသာဖြစ်ကြပြီးရှန်ကဒူရှန်ကနန်ဟုသောအခေါ်အဝေါ်များကိုမြမသမိုင်းစာအုပ်များတွင်လည်းရေးသားဖော်ပြထား ထားတယ်လို့သိရပါတယ်